မရဲမှုကျွလွန်သူတွေဘာကြောင့်ကျွလွန်နေဆိုတာကိုလည်းတေချာလေးလာစမ်းစစ်တဲ့လို့စိတ်ရောကအထုခုဆရာဝန်တူကပြောပါရတယ်။ဒီသတင်းကို သူစားလေးကနေပြီးတော့ပေးပို့ထားတာပါရှင်။သုံးနှစ်အတွင်းမရဲမှုတွေဖြစ်များလာတာတွေအပြင်တက်ငယ်မရဲမှုတွေပါကျွလွန်တာတွေများပြလာတာကြောင့်ဒီလိုပြုမှုကျွလွန်သူတွေတေတံပေးဖို့လူအများကတောင်းဆိုနေကြတာဖြစ်ပါတယ်။ပြမှုကျူးလွန်သူတွေကိုတေတံပေးဖို့အတွက်သူတို့တွေဘာကြောင့်ဒီလိုပြမှုတွေကျူးလွန်နေတယ်ဆိုတာကိုတေချာမေးမြန်းဆန်းသစ်တင်တယ်လို့ဆိုပါရယ် လူတိုင်းလူတိုင်းအဲ့လိုကွန်မန့်တွေပေးပြီးတော့ဆုံးဖြတ်ချက်ချမြင်တယ်ဒါပေမဲ့ထဲထဲဝင်ဝင်သူတို့တွေရဲ့ကျူးလွန်သူတွေရဲ့ psychology နဲ့သူတို့အခြေအနေကိုသိတဲ့သနာပြုတ်ပြီးတော့သူတို့လိုအခြေအနေမျိုးတွေဖြစ်လာရင်ဘလို့ဟာမျိုးတွေနဲ့တားဆီးမလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ကလည်းစဉ်းစားတင်ပါကျူးလွန်သူတွေကိုဒီအခြေအနေမျိုးမရအောင်ဘယ်လိုအဆင့်နေမှာလဲကာကွယ်နိုင်မလဲဘလို့တားဆီးနိုင်မလဲဒီလို offender တွေပေါ့ကျူးလွန်သူတွေမပြားပြအောင်ကျွန်တော်တားဆီး ။လက်ရှိဥပဒေမှာမနှိမ်မှုကျူးလွန်သူတွေကိုပုံမှန်3600ထောင်နဲ့နှစ်20တသက်ကျွန်းနဲ့ငွေဒဏ်သတ်မှတ်ထားတာတွေရှိပေမဲ့လည်းဒီလိုပြစ်ဒဏ်ပေးတဲ့အခါမှာထိတိရောက်ရေးယူဆောင်ရွက်တာတွေမရှိခဲ့တာကြောင့်ပြစ်မှုကျူးလွန်တာဖြစ်တယ်လို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကသုံးသပ်ပြောဆိုပါတယ်။ဥပဒေဆိုတဲ့ဟာကငွေရင်းအရှိထားရတယ်။ကျွန်တော်တို့သိသလောက်ကျွန်တော်ဖြတ်သန်းခဲ့သလောက်ကြည့်မယ်ဆိုရင်ရခင်ရခင်လက်ထက်တည်းအရပေါ့ဟိုကျူးလွန်မဲ့သူတွေအနေနဲ့မကျူးလွန်ရဲအောင်လို့ထိရောက်တဲ့ပြစ်ဒဏ်တွေကိုပွင့်လင်းမြင်သာစွာချမှတ်နိုင်ခဲ့ခြင်းမရှိလို့ ်ဒါတွေဒီစင်ငဲစင်ငဲဖြစ်လာတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်စာရင်းတွေက2015ခုနှစ်တစ်နှစ်လုံးမှာမရိမှုပေါင်း680နမူရှိခဲ့ပြီးတပ်ငယ်မရိမှုပေါင်း230ကျော်ရှိနေပါတယ်။2016ခုနှစ်ဆယ်လအတွင်းမှာမရိမှုပေါင်း960မူရှိခဲ့ပြီးတပ်ငယ်မရိမှုပေါင်း380ကျော်ရှိနေပါတယ်။ရန်ကုန်တိုင်းအတွင်းမှာဆယ်လအတွင်းတပ်ငယ်မရိမှုပေါင်း84ခုရှိနေတယ်လို့ဖော်ပြထားပါတယ်။ကျွန်မကတူစာလင်းပါ။